အားလုံးပဲမင်္ဂလာပါရှင်။စာရေးဆရာလင်းယုံပြုရေးသားတဲ့အိုဘဲ့ကျမမမေ့တဲ့နိုင်ဆိုတဲ့ဝိထုတိုလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။လွန်ခဲ့သော9နှစ်ကာလကဖြစ်ပါ၏။ရှမ်းပြည်တောင်ပိုင်းကလောအနီ မြေလက်ဒေသပွေးလာပင်တရာစသည့်မြို့ကလေးများသို့ကျွန်တော်ဖခင်ဖြစ်သူနှင့်အတူတွားရောက်လဲပတ်ဆင်းကဖြစ်လေသည်။တရင်ကျွလို့နီးသောအချိန်လေးဖြစ်သည်။ကျွန်တော်ဖခင်မှာ ပင်တရအမျိုးနွယ်ဖြစ်သဖြင့်ထိုဒေသတွင်အတိများလာပါသည်။အနီးနားရွာကလေးများမှ တောင်ယိုးကြီးများပင် မကြာခဏ၎င်းတို့မွေရော်ရာ ရွာကလေးများသို့အလေပတ်လာရောက်ပါရန် အတင်းအားမလာခေါ်လိရှိပါသည်။ကျွန်တော်တို့ပင်တရတွင် ရှိနေစဉ်ပွေးလနှင့်တမဲရွာမှဖခင်နှင့်အကျွမ်းဝင်လာသောဘိန်းသောဆရာဦးမဲသည်ရုတ်တရက် ကျွန်တော်တဲရအိမ်သို့ရောက်လာလေတော့သည်။ ကျောင်းကရောက်နေတဲ့ကြားလို့ရွာကိုလိုက်လေဖို့လာခေါ်တာပြောရင်းဆိုရင်းနဲ့ကျွန်တော်တို့သားအဖကိုတမဲရွာသို့လိုက်ပါရန်အတင်းကျပ်ဖိတ်ခေါ်သည်ဖြစ်ရာနောက်ဆုံးတွင်ဆရာမဲဤဆန္ဒကိုလိုက်ရောလိုက်ရလေသည်တမဲရွာမှာပင်းတရားမှခုနှစ်မိုင်ခန့်ဝေး၍လဲဖြစ်သွားရောက်ရပါသည်တမဲတွင်စူတောင်းပြည်သည်ဟုနာမည်ကြီးသောဇေဒီကြီးရှိရာထိုဖျားမှုရန်ရည်ရွယ်ချက်သည်လဲပြီးမြောက်တော်မီဖြစ်၍ ကျွန်တော်ကဝမ်းသာအားရဖြစ်မိပါသည်ရွာတို့ရောက်တော့ညနေခင်ညနေထမင်းစားပြီးချိန်လောက်တွင်ရှမ်းပြည်တွင်စောစောစားလေရှိသည်ကလေးတယောက်ဘောင်းစုံတွင်ထောင်းမိကြောင်းနှင့်လူတယောက်ကဆရာမဲကိုလမ်းပေါ်မှလှမ်း၍ပြောတန်ကြားရပါသည်ရုပ်ချီးပင်ဆရာမဲကကျောင်းတကာကျုပ်ခုပဲပြန်လာမယ်ဟုပြောပြောဆိုဆိုအိမ်ပေါ်မှဆင်း၍ရွာမြောက်ဘက်သောအိမ်စုများစီသို့ တုတ်ချီတင်သွားလေသည်တောင်ကြီးမြို့တွင်လမ်းမ၌မကြာခဏဖြစ်ပွားသောကားတိုက်မှုများထိခိုက်ဒဏ်ရာရမှုများကို အပင်ပန်းခံ၍လိုက်ကြည့်တတ်သောကျွန်တော်ညင်ကယခုအချိန်တွင်လည်းတွားကြည့်ရန်အားပေးလေသည်ထို့ကြောင့်လေလူအများပြေးလွှားသွားသည့်နောက်မှအသာလိုက်သွားမိပါသည် ရွာမြောက်ဘက်အစွန်ဆုံးခြံတွင်ရှိတဲကလေးအနီးတွင် ရွာသူရွာသားအများစုယုံနေသည်ကို အဝေးမှတွေ့ရပါသည် ချမ်းနဲ့နီးကန်လာသည်နှင့်အမျှအောင်နီရဲ့နေကန်ဆိုးပုံကဗဇာလူနဲ့မှတူပဲ အောင်နီရဲ့ဟူ၍ခလေးငယ်တယောက်ကို တန်းတား၍တဲကျွေလူမြငိုကျွေးနေတဲ့သည်ကျွန်တော်ရင်ကိုပို၍ပို၍နေလာစေတော့သည်တဖန်အပောင်တက်လို့အောင်နီတေးရတယ်ဟဲ့အပောင်ကိုလာခေါ်မအောင်နီဟူသောငိုတန်းကြောင့်အဖွားဖြစ်သူက မြင်းငယ်အား သူမအားတခါတဲ့တေမင်းနိုင်ငံသို့ ခေါ်သွားပါရန်ငိုကြွေးနေသည်ကိုသိရသည်တဲငယ်ဤတစက်မြင့်ရောက်မှပင် ပို၍ရေးလဲစွာသိရမြင်ရပါတော့သည် ရှုမြင်ရသော ရှုခင်းမှာယခုတိုင်မြင်အောင်မိပါသေးသည် မောင်းစုံဝတွင် အသက်ရွယ်ကြီးရင်လာပြီဖြစ်သော အမေအိုမှာကြေမွ၍သွေးနစ်နစ်လွှမ်းနေသော ကိုလာသားဆဲလာသားအရွယ်ကလေးကို တင်းကျပ်စွာ ပွေထားရင်းမချီတင်ခဲ့ဟင့်ကိုနေလေသည် ခလေးကိုမှသွေးဆက်သွေးရည်တို့သည်မောင်းစုံအနာသကောဝိုင်းထဲမှစံမုံများနှင့်ဆုံအတွင်းရှိစံမုံများပေါ်သို့စီးကြနေလေသည်ခလေးမိခင်နှင့်တူသူမိမခက်ရွယ်ရွယ်တယောက်မှမူအံကိုအတွင်သားချိန်၍တပြိုင်ပြိုင်ကြသောမျက်ရည်များဖြင့်ပြည့်ရှမ်းနေသည့်မျက်လုံးအစုံဖြင့်ခလေးငယ်ကိုစူးစိုက်နေပါသည်တစ်ချက်တစ်ချက် သူမကိုယ်တိုင်တက်တည်ရန် နေရန်မှဓာတ်ကိုထားဆွဲသည်ဖြင့် အနားမှလူများကဝိုင်းဆွဲနေရပါသည်အမေအိုက မြင်းငယ်ဤအလောင်းကိုတင်းကျပ်စွာပွေထားရင်းကဟင်းငိုနေသည်သာမကတစ်ချက်တစ်ချက်ဆိုပြီးတက်သွားသည်မှာသုံးလေးကပင်ဖြစ်သည်ဝိုင်းဝန်း၍ဇရာမဲတို့လူစုကနှိမ့်နယ်ပေးသောအခါမှတတိပြန်လေရရှိလာသည် အနားမှဝိုင်းနေသောရွာသူရွာသားတို့မှစုတ်တက်တက်နှင့်တနာမဆုံဖြစ်နေပါသည်သူတို့၏မျက်နှာများသည်ပင် အလွန်စိတ်မကောင်းသည့်အတွင်ကိုဖော်ပြလျက်ရှိသည်ကိုတွေ့ရပါသည်အင်းရှင်မိမ့်မရွယ်ဤအချား၅နှစ်ရွယ်သားနှင့်ခုနှစ်နှစ်ရွယ်သမီးကလေးတို့မှလည်းမိခင်ကိုတလှည့်ဖွားရည်ကိုတခါအဖြစ်ဆိုးရှာသောမောင်ငယ်ဤရုပ်ကလေးကိုကြည့်၍တမျိုးဖြစ်ပြီးတရှုံရှုံငိုကြွေးနေပါသည်ဤမြကြည်ခွဲဝယ်ကောင်းသောရှုခင်းကိုဆက်လက်၍မကြည့်လို မကြည့်ရတော့သည့်အာရုံစွာကြောခန့်၍တဲအိမ်စီသို့လှည့်ပြန်လာပါတော့သည် ကျွန်တော်ဒီညနေမှရှူခင်းကလေးကို တွေးမြင်မိတိုင်းစိတ်မချမ်းမသာဖြစ်နေမိသည်အကြောင်းဆောင်ကိုလည်းတိလို့လှသည်ဇရာမဲသည် ရှင်းနိုင်ခွဲသည်တန်အောင်မပြန်လာသည်ကိုနိုင်ထိုးပြီးမှချွေးရွှဲသော ကိုကြီးကိုလွမ်းလျစွာတည်ဆောင်ဝင်ရောက်လာလေသည်ចောင်းကရေကျုပ်အသက်ကြီးလာပြီဒီတခါတော့စိတ်မစင်းရဲခဲ့ဘူးဗျာဟုကျွန်တော်ဖခင်ကိုလှမ်း၍ဇရာမဲကပြောလိုက်လေသည် ကံကဆိုးတာကိုဥပစ္စေတကကံဆိုတာတဲနှိမ့်ဆက်နှင်းပတ်တတ်တာမျိုးပဲကျွန်တော်ဖခင်သည် ရိုးလာပြီဖြစ်သောနှစ်သိမ့်စကားနှင့်ပြန်ပြောလိုက်လေသည်တီးလိုလာပြီဖြစ်သောကျွန်တော်ကလည်းဘလို့ဖြစ်ကြတာလဲဦးမင်းရဲ့ဟုမေးသောခါရင်မူကဆရာမဲကထိုကြေကွဲဝယ်ရဖြစ်စဉ်လေးကိုပြောပြလိုက်ပါပေသည်ခုကလေးကိုပွင့်ကုန်နေတဲ့အမေအိုးကကလေးမေရဲ့ရောက်ခမပေါ့ ကလေးမေကတော့ဒီရွာကမဟုတ်ပါဘူး။ပင်တရားနာကငှက်ပြောတော့ရွာကပါ။အဲအမေကြီးရဲ့တောင်မောင်းပညာနဲ့ရပြီးမှ တမဲကိုရောက်လာတဲ့သူပေါ့။သူ့လင်ရှိတော့ကတော့ဒီလောက်မကြက်တဲပါဘူး။တော်တော်လေးစားနိုင်တောက်နိုင်ပါတယ်။ကိုရာနဲ့ကိုအာလုကင်းတွေနဲ့ဆိုတော့ချောင်းလေတယ်ပေါ့။ဒီလိုနဲ့နေလာရင်ကခုတည်သွားတဲ့ကောင်းကလေးကိုဝင်ရှိမှာပဲ။သူတို့မှအခြေပြက်အနေပြက်ဖြစ်လာရတယ်။ရာကလည်းမိုးဖြက်။အာလုအာကိုပြန်တော့လေ။အာလုဈေးမရပဲ။ရှုံးနေအပြင် ပွေးလာရွာကပွဲစားကလိန်လိုက်တော့ဇီဝရည်ကိုတိတ်ထိခိုက်သွားတယ်။ဒါနဲ့မပြီးဘူးမောင်ကြီး။တနေ့ပင်တရဈေးကအပြန်မှာဓမြရည်နဲ့တွေ့တော့စောစောကချောင်းချောင်းလေးလေးရှိခဲ့တာကြောင့်ခူးရလေမလားလို့အတင်းရိုက်နဲ့တောင်းတာမရလို့မောင်ပညာကိုခုတ်တက်ပစ်ခဲ့တယ်။အဲ့ဒီတုန်းကဆိုရင် အမေအိုနဲ့သူ့မိန်းမတို့ဟာယူမတက်ပဲပေါ့။မိန်းမကလည်းကိုဝန်အရင်မှနေဆိုတော့တိတ်စိတ်မချမ်းသာစရာပေါ့ကွာ။သူ့လင်မရှိတဲ့နောက်မှာသူ့မိန်းမလည်းကလေးတွေကို အိမ်မှာအမေကိုနဲ့အတူထားပြီးသူများယာတွေအာလူကင်းတွေမှာနေစားကူလီလေးပါလေးလိုက်ပြီးအိမ်အောင်ကိုဥစည်းရှာတယ်။မိမလုံမိမစားဆိုတော့ငတ်တလေပြက်တလေပေါ့အိမ်နီးနာချင်းတွေကလည်းဝိုင်းမီမဆတယ်လေ။သူ့လိုကိုလိုသမားတွေကြီးဆိုတော့လေထီထီရောက်ရောက်ဘဲကူညီနိုင်ပါမလဲ။အဲခုတရင်ကြွတော့မဲ့အချိန်ဆိုရင်တော်စေးတွေမှာစွန်းတော်စားတွေရောင်းကောင်းတော့မုတ်စီကြော်တို့မုတ်ပန်းခတ်တွေကိုအမေအိုကြီးကတစိမ့်တစ်ပေါက်တတ်တာပါစေတော့လို့ ရောင်းမယ်လို့မောင်းစုံမောင်းမောင်းထောင်းရင်ကမှဒီအဖြစ်ကိုကြုံရတာပေါ့အသက်ကလည်းကြီးမျက်စိကလည်းမှုံပြီးဆိုတော့မဖြစ်တင်ပဲဖြစ်သွားရတယ်ကလေးအမေကလည်းဒီနေ့ကိုတရက်ပြားရွာဘက်ကိုနေစားလိုက်သွားတော့ကလေးတွေအားလုံးဟာသူ့ဖွားရည်ကြီးနဲ့ကြမ်းရစ်တယ်ခါတိုင်းလည်းဒီလိုပဲထားခဲ့လေတော့ဘာမှမထူးဆန်းပါဘူးနေ့လည်ကျတော့မြေးကြီးကလေးနှစ်ယောက်ကို ကောင်းကျင်းဆန်အကျွေးယူခိုင်းပြီးအဖွားကြီးမောင်းထောင်းနေတာပေါ့ကလေးနှစ်ယောက်ကလည်း တဲဝအိတ်နေတဲ့သူတို့မောင်လေးကိုလာသားကလေးကို အဖွားရှိတယ်ဆိုပြီးတစ်ဖက်ကခြံထဲမှာအဖော်ရီနဲ့သွားကစားနေတာပေါ့အဖွားကြီးကိုတိုင်ကလည်းသူ့မြီအငဲဆုံးကလေးကိုတဲဝဖျားဆုပ်ပေါ်မှာသူကိုတိုင်တိတ်ထားတာမို့စိတ်အေးလက်အေးပဲမောင်းစုံနဲ့ကောင်းချင်းစံတွေထည့်ပြီးထောင်းနေတာပေါ့လေနှစ်စုံသုံးစုံအပြီးမှာကြီးငယ်ကလေးကမငိုမယိုပဲနိုးလာတယ်အဖွားကြီးခမညာမျက်စိကမှုံလွန်းနေပြင်နားကပါလေးတော့ ခလေးနိုးနေတာမသိရှာဘူးမောင်းကသာအာပြုနင်းနေတာပဲခလေးကလေးဘက်တွားပြီးစုံနာလာတာကိုလည်းမသိရှာဘူးနောက်ဆုံးတော့ခလေးဟာတင်းနေစီလို့ထင်ပါရဲ့စုံထဲကို တွားအဝင်မှာသူ့ဖွားအီရဲ့မောင်းချွေးကသူ့ကိုထောင်းပြီးတက်လိုက်တာအတန်တော့မထွက်နိုင်ရှာပါဘူးသူ့မြေးလေးကိုထောင်းမိတာကိုဖွားရီကချက်ချင်းမသိပါဘူးမောင်းစုံထဲကစံမုတ်ညံ့ညံ့လာဆန်းတော့မှာ ကြေမွနေတဲ့သူ့မီးလေးကိုစမ်းမိတာပဲဒီတော့မှသူဟာသူ့မီးကိုတတ်မိပါပြီလို့ဟိဟိပြီးငိုမှအိနီနာချင်းတွေကတိကြရတယ်ကလေးမေကလည်းလုပ်ငန်းကစိတ်လေးလေးရှိတာမို့ခက်စောစောပြန်လာတာအိမ်မှာအဖြစ်ဆိုးနဲ့ကြုံရတာပဲอืมတေးနေစီသွားတာကိုကွယ်သူ့ဘွားရေတော့ခုထိငိုလိုက်အလုံးကြီးဆိုပြီးတက်သွားလိုက်နေဖြစ်နေရှာတယ်ပရိဒီဝါတော့ကမီတိတ်ကြီးပါကလားကဲ ကျောင်းကတော့အိတ်နေပြီ။မောင်ရင်လည်းအိတ်တော့။ဟိုဆရာမဲသည်ကြေကွဲဝယ်ရဖြစ်စဉ်ကိုအဆုံးသတ်သွားလေသည်။ဆရာမဲပြောပြတော့သူတို့အိမ်နောက်ကလေးကို တွေး၍၎င်းညနေကမြင်ခဲ့ရသော ကြေကွဲဝယ်ရှုခင်းကိုမျက်စိထဲမှမဖြောင်နိုင်သောကြောင့်၎င်းထိုနေ့ညဖို့တမေးမှမမေးနိုင်ခဲ့ပြီ။နနက်ရောက်တော့နောက်ဆက်တွဲသတင်းကို ကြားရပြန်သေးသည်။ညကမကြာခဏတက်နေသော အဖွားကြီးမှာသကောင်းကျော်အချင်းက တကြိမ်ထပ်မံတက်သွားရမှတရီပြန်လဲမလာတော့ပဲမြင်းငယ်နောက်သို့လိုက်သွားလိမ့်ပြီဟု၍ဖြစ်ပါသည်။ထိုနေ့တွင်ပင် ပင်တရားမျိုးသို့ပြန်ခဲ့၏။အပြန်လန်းတစ်ချောင်းတမဲရွာကလေးနှင့်ဝေး၍ဝေး၍လာတော်လဲတမဲရွာကလေးမှကြေခွဲဖွယ်ရာပကြီးကားချက်ကလေးသည် အသေးတွင်ဆွဲကပ်ခဲ့ပါသည်။ဖြစ်စဉ်ကလည်းကြုံတွေ့ခဲ့သော ဖြစ်စဉ်ဖြစ်သဖြင့်တတတာဖို့မေးနိုင်ဖွယ်ရာမရှိတော့ပါ။စာရေးသူဤမှတ်ချက် ဒီစာကိုရေးပြီးစာဖတ်သူတို့ကိုတည်ထားစေခြင်းသည့်အချက်တစ်ခုလည်းရှိပါသေးသည်။မညီမျှသောလူမှုဆက်ဆံရေးစနစ်စိုးဝါသောတဏှာရှင်စီးပွားရေးစနစ်အောက်ဆွယ်တွင်ကြောမွေးများဖို့စီးပွားရေးပူလုံမှု သို့မဟုတ်ဘဝလုံခြုံမှုကိုရနိုင်မည်မဟုတ်။မရနိုင်သရွေ့လေကြေကွဲပွေဖြစ်စဉ်များအဆက်မပြတ်ဖြစ်ပေါ်နေမည်မှာတည်ကြလှပါသည်။ဤအချက်သာပဲဖြစ်ပါ၏။နာဆင်ပေးသူအလုံးကို ကျေးဇူးထူးပဲတင်ရှိပါရရှင်။